အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတောင်းဆန်းစုကြည်ဟာပြီးခဲ့တဲ့ဇွန်လ25ရက်နဲ့26ရက်နေ့က AR တိုင်းကြိုက်လက်မြို့နယ်မော်လမြိုင်ကျွန်းမြို့တွေမှာရွေးကောက်ပွဲဆိုင်ရာပညာပေးဟောပြောပွဲတွေပြုလုပ်ခဲ့ပါတယ်။ RFA သတင်းနောက်မတ်ဝေရန်မူမြင့်ကတင်ပြထားပါတယ်ရှင်။ ဒေါက်ဆန်းစုကြည်ဟာပြီးခဲ့တဲ့စနေနေ့ကကြိုက်လက်မျိုးမှာဟောပြောခဲ့တာဖြစ်ပါတယ်။2015ရွေးကောက်ပွဲဟာမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင်အဆုံးအဖြတ်ပေးမဲ့ရွေးကောက်ပွဲဆိုတာလူတိုင်းကလေးလေးလက်လက်ခံယူကြဖို့လိုအပ်ကြောင်းဟောပြောပွဲမှာပြောပါတယ်။ကျမတို့ဟာတကယ်ဒီနိုင်ငံကိုပြောင်းလဲဖို့တကယ်ကိုဒီမိုကရေစီလမ်းပေါ်ကိုရောက်သွားဖို့ဆိုလို့ရှိရင်2015ရွေးကောက်ပွဲကအဆုံးအဖြတ်ပေးမှာပါဆိုတော့လူတိုင်းလူတိုင်းသိဖို့လိုပါတယ်။ ပြီးတော့ကျမတို့2015ရွေးကောက်ပွဲမဲထည့်တယ်ဆိုတာဟာကိုကိုရဲ့အခုလက်ရှိမဲထည့်ပိုင်ခွင့်ရှိတဲ့16နှစ်ကျော်နိုင်ငံသူနိုင်ငံသားများအတွက်ဒါမဟုတ်ဘူးကျမတို့ရဲ့နိုင်ငံရဲ့အနာဂတ်အတွက်ဖြစ်တယ်ဆိုတော့လေးလေးနက်နက်နှလုံးသွင်းစင်ကြပါတယ်ဒီကောက်ပွဲမှာ NLD ပါတီကိုစားပြုပြီးဝင်ရောက်ရှင်ပြိုင်ဖို့အရင်ကပါတီဝင်မဟုတ်တဲ့ပြင်ပတက်သည့်ပညာရှင်တွေကိုဖိတ်ခေါ်နေရတဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုနေတာတွေကိုလည်းအခုလိုရှင်းပြခဲ့ပါဗျာ ပြည်သူတို့အကျိုးပြုနိုင်မဲ့ကိုယ်စားလှယ်တွေကျမတို့အကောင်းဆုံးရအောင်ရွေးမယ်။သို့တော်လည်းကျမရိုးရိုးသားသားပဲဝန်ခံပြစေ။တရားရာဂိုင်နှုံးတော့ကျမတို့အောင်မြင်ခြင်းမအောင်မြင်မှာဆုံးပြလေးတွေကတော့ပါလာရင်ပါလာမှာပဲ။ဒါမဲ့ဒါတွေတော့ကျမတို့တတ်ဆင်ရမှာပေါ့။တတ်ဆင်ရမှာပေါ့။ဒါကြောင့်ကျမတို့ကနေပြီးတော့အကောင်းဆုံးကိုယ်စားလှယ်တွေပြည်သူလူထုအတွက်အကောင်းဆုံးနိုင်ငံကိုအကျိုးပြုနိုင်ဆုံးကိုယ်စားလှယ်တွေကိုရွေးချယ်မယ်၊စူးစမ်းပြီးရွေးချယ်မယ်။ ရွေးကောက်ပွဲမှာ NLD ကသာတရားရဂိုင်နှုံးနိုင်ခဲ့ရင်1990ရွေးကောက်ပွဲအပြီးအခြေအနေကိုပြန်ရောက်သွားနိုင်တယ်ဆိုပြီးတော့ NLD ကိုမဲမပေးချဖို့ပြောဆိုမှုတွေရှိနေတဲ့ပေါ်ဒေါန်ဆန်းစုကြည်ကအခုလိုပြောပါဗျာ1990တုန်းကအဖွဲ့ချုပ်ကိုမဲပေးလိုက်တော့ခင်ဗျားတို့ဘာရလို့လဲဒီတစ်ခါမဲပေးလို့ရှိလို့ရှင်နဲ့ပြန်ပြီးတော့တက်ကနေပြီးတော့အာနာသိမ်းမှာဆိုပြီးတော့ချင်းချောက်တဲ့လူတွေရှိတယ်အဲ့ဒါဟာကျမတို့ပြည်သူတွေကိုလည်းစော်ကားရရောက်တယ်တက်ကိုလည်းစော်ကားရရောက်တယ်ဒီမိုကရေစီကိုလည်းစော်ကားရရောက်တယ် ဒါတော့အဲ့ဒါတွေကိုလုံးဝနားမထောင်ပါနဲ့ကိုတာဝင်သာကိုကျေပြောင်းကလုတ်ပါကိုတာဝင်ကနေဒီကဘာလဲဆိုတော့ဒီမိုကရေစီရရှိရေးအတွက်မဲပေးဖို့ပဲဇူလိုင်လ26ရက်နေ့မှာဒေါက်ဆတ်စုကြည်ဟာအကြိုက်လက်မျိုးကနေမော်ကျွန်းမျိုးကိုတွားရောက်ခဲ့ပြီးတော့အလားတူဟောပြောပွဲကိုကျင်းပခဲ့ပါတယ်အဲ့ဒီဟောပြောပွဲမှာ2015ရွေးကောက်ပွဲကိုလူတိုင်းမဲပေးကြဖို့နဲ့လှုပ်ဝက်မဲစနစ်ဖြစ်တာကြောင့်မကြောက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ကြောက ဲဆိုရင်ကျမတို့တပြားမှမလို့ကျပါဘူးဒီလို chain ထောက်ပြီးတော့မဲထက်ခိုင်းတဲ့ပုံကိုယ်တွေအဖွဲအစည်းတွေကိုကြောက်ပြီးတော့မဲထက်မယ်ဆိုရင်နောင်တစ်သက်ဆက်ပြီးတော့ကြောက်နေရမှာပဲဆိုတာလေကျမသတိပေးကြရစေနောက်တစ်ခုကလည်းဒီလို chain ထောက်ပြီးတော့ငါတို့အဖွဲကိုမဲမထက်လို့ရှိရင် NLD ကိုမဲထက်လို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်လို့ပြော ေတဲ့ပုံကိုယ်တွေကတကယ်တော့မှုသားစကားပြောနေတာပဲရွေးကောက်ဖွဲ့နေမှာဘယ်သူကဘယ်ဘယ်ပါတီအတွက်ထည့်တယ်ဆိုတာသိတာလည်းမဟုတ်ဘူးသိနိုင်တာမဟုတ်ဘူးဒါကြောင့်မလို့ရဲရဲဝင်းဝင်းနဲ့ကိုထောက်ခံနဲ့အဖွဲ့အစည်းကိုသာမဲထဲကြပါလို့ကျမတို့အနေနဲ့ညကြရခတ်ကြပါလိမ့်ဒါပြင်မော်လမြိုင်ကျွန်းမြို့ကိုလာရောက်စဉ်လမ်းခီမှာလျှက်စစ်မီးမရှိတဲ့ကျေးရွာတွေကိုတွေ့ရှိခဲ့ရတဲ့အတွက်နေပြည်တော်နဲ့နှိုင်းရှင်ပြီးတော့ပြောပါရတယ်။ကြိုက်လာတဲ့မော်ကျွန်းကိုလာတဲ့အခါမှာ ်လမ်းမှာတချို့ရွာလေးတွေဆိုရင်အခုတည်းကအင်မတန်မှဆင်းရဲတာကျွန်တော်တို့မြင်ခဲ့ရတယ်။နောက်ပြီးတော့လည်းမှောင်းနေတာပဲမှောင်းနေတာမှတခါတည်းမိသေးမှပြောင်းနိုင်တော့မတတ်နိုင်ဘူးလို့ပြောရမှာပဲလုံးလုံးဝမှောင်းနေတာကျွန်တော်တွေ့ခဲ့ရတယ်။အဲကျွန်မဘာသွားပြီးတော့သတိရတယ်ဆိုတော့2000ဆနစ်တုန်းကကျမတို့နေပြည်တော်မှာသွားပြီးတော့ COA လုပ်ခဲ့ခါမှာမွေးတစ်ခုမှာမွေးတစ်ခုမှာဒီလိုပဲပြိဿနဲ့တွေ့ပါတယ်။တွေ့တဲ့အချိန်ကညနေနေမဝေရင်အချိန်လေးမှာတွေ့ပါတယ်။ အဲ့တော့ဘေးမှာတစ်ဖက်မှာတော့ရွာလေးတွေရောရှိတယ်ဟိုဘက်မှာတော့နေပြည်တော်ကြီးပေါ့နော်နေလဲဝင်ပြီးတော့အမှောင်လေးကြာသွားကျမတို့ဟောပြောပွဲလုပ်နေတော့အချိန်မှာပဲဒီခါနဲ့နေပြည်တော်ဘက်ကမိတွေကလင်းပြီးတော့ထိတ်ပြီးတော့တောက်လာတယ်ဒီရွာလေးကတော့အမှောင်ထဲမှာအမှောင်တိုင်းမရှိနေတာကျမသတိပြုနေတယ်ဒါတော့ဒီလိုနိုင်ငံမျိုးကျမတို့မလို့ချင်ဘူး အုံချုပ်တဲ့သူတွေကချမ်းသာပြီးတော့မိတဲ့ချိန်တိုင်းလင်းနေနိုင်ပြီးတော့ပြည်သူလူထုကအမှောင်အတိထဲမှာနေရတဲ့နိုင်ငံမျိုးဆိုတာအင်မတန်ချက်ပြာကောင်းတဲ့နိုင်ငံလို့ကျွန်တော်ယူလိုက်တိုင်လက်မျိုးတီလောကမာရဇိန်ဖျားထမယုံမှာကျင်းပတဲ့ဟောပြောပွဲကိုဒေသခံ3000နီးပါးတက်ရောက်ခဲ့ကြပြီးတော့မော်ကျွန်းမြို့နယ်မြို့မဘောလုံးကွင်းမှာကျင်းပတဲ့ဟောပြောပွဲကိုဒေသခံ9000လောက်တက်ရောက်ခဲ့ကြပါတယ်ရှင်။